တော့နမကြီးနေတဲ့လူကျွန်းကုန်းနဲ့နော်မတင်လို့တဲ့ချိန်မှာတော့ဆုံးလေးချိန်မှာထမပြေးပဲနဲ့ထမပြေးပဲနဲ့နော်အဆောက်အဦမှာရှိတဲ့လူတွေကိုအရင်ဆုံးပုံအောင်ဆောက်ခိုင်းပြီးမှနောက်ဆုံးဖတ်ခဲ့တဲ့လူမျိုးကုန်းနဲ့နော်ရောက်နမကြီးနေနော်ဧတလီကတော့ဆောက်ဦးမတင်လို့တဲ့ချိန်မှာထမပြေးပဲနဲ့ ဆောက်ဦးစင်မှာရှိတဲ့လူအကုန်ထွက်ကမ်းပြီးမှနောက်ဆုံးမှထွက်ခဲ့တဲ့လုံမျိုးကိုကိုနားမှာအရောက်နေမဲ့ကျင်းနေတဲ့လုံမျိုးကိုလည်းဖြစ်ပါဆိုဒုတိယတစ်ခုအနေနဲ့တော့ကငလင်လှုပ်တဲ့အချိန်ငလင်လှုပ်တဲ့အချိန်ကနော်ကျုံနေတဲ့ခဲတဲ့တလွတ်ဟာတာလေးပေါ့နော်ဆိုတော့ကိုယ်ဒီဟာတာလေးကိုလည်းတစ်ချက်တော့ကြည့်ကြည့်အောင်သူကကောင်းမလဲ follow နေနေပြီနော်ဖုတ်ဘလော့ကလုံးနေနေပြီ စာပြနေငလီလောက်မယ်ဆိုတော့သူကတည်တယ် လဲမမဲငလေးလဲလှုပ်လဲလှုပ်တခါလဲပကံထားပြီးတော့တိုင်းတော့ပြည့်တော့မှုန်းနေပါနော်ဟိုဟိုတော်တော်ဆိုမြန်နော်တရာကြီးလေးရတရာပုတ်လေးပါမယ်ငါလည်းတော့ငစင်းလေးထုတ်လာတဲ့ခါကျတိုင်းမျိုးပြီးတာနော်ဆိုတော့နောက်ဆုံးတစ်ခုအနေနဲ့ကျွန်တော်တို့ငစင်းတန်ချောင်းပေါ့နော်အင်းဝအင်းဝမျိုးပေါ့မျိုးကနေမရှိဟောင်းနန်းတော်ကြီး ပေါ်ထွက်လာတဲ့ရုပ်တံတွေမလို့ဆိုတော့အဲအဲဒီကိုကျွန်တော်တို့ဆက်လက်ကြည့်ကြအောင်ကျေးအောင်ကျွန်တော်တို့အင်းဝါမှာပေါ့ဒီနံညောင်းနေကြီးတဲ့ညုံနေတယ်ဟုတ်လားကိုရင်းနှန်းတော့လားနန်းတော်ကြီးဒီအင်းဝါပေါ်ထွက်လာနော်တစ်ခါမှမကြုံဘူးသေးတဲ့ရင်းနှန်းတော်ကြီးပါအဲကြောင်ပေါ်လာဟုတ်လားအဲဒီမလေးရဲ့အဲကြောင်းပေါ့အဲ့ဒါပေါ်လာလက်ရှိတွားပြီးတော့မှလေးလာမလေးလာမဟုတ်ပဲကဲအားလုံးမဲ့ဘုဒ္ဓတရားအောင်လို့ဆုံးဖြတ်ကြည့်ပေးကြပါလို့ရှင်းလိုက်ကြည့်ပေးပါဦးနော် ကဲဒါတော့ line မောင်အားလူတွေရောဗောနော်အကုန်လုံးအဝေးရလူတွေရောဒါဒီကိုကြီးရပြောတာဒါကြီးတိုင်းလို့ကြီးရတာဗောနော်ကြီးကံပါလို့အခုဒါကတော့နေကံကိုကြီးတွေဖြစ်ပါတယ်ကိုကြီးတို့ဘဝမှာလည်းမကြုံမှုသေးဘူးနော်ဟုတ်တယ်ဒါမျိုးဟုတ်ကဲ့ပါကိုသွားကြည့်နေပါပြီလို့ရှေ့ဆိုရောက်တော့မှာပါနော်။ဒါလေးဆောင်ကြည့်ပေးကြပါဦးကြ။ဟုတ်ကဲ့ပါ။ဟုတ်တယ်နော်။ရောက်ပါပြီလို့ရှေ့အောင်နှလုံးရနေနေနော်။ရည်ကြီးတဲ့ကနေ။ရည်ကြီးတဲ့နှမြုံနေရနေနော်။ဟောရှေ့အောင်နေမှာပါလေ။ကျွန်တော်ပေါ်ထွက်လာတော့။ဟောဟုတ်တယ်နော်။ရှင်နန်းတော်ကြီးပါ။

โอเคการียาတော့မရှိရင်တန်းကြောင်းပေါ့နော်ဒီစီတန်းမျိုးနေရှေ့အောင်နန်းတော်ကြီးအင်းဝမှာပေါ်ထွက်လာတဲ့ရုပ်တန်းဖြစ်ပါသူအဆုံးဖြစ်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခုလိုဗီဒီယိုတွေဒီစီတန်းများဟိုတက်ဆက်ပြီးတော့ကျွန်တော်ရုပ် channel လေး subscribe လုပ်တော့ပြီးကြောင်းနော်အားလုံးကျေးဇူးတင်ပါတယ်